မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အကြံဖက်စစ်ကောင်စီကလက်ရှိတန်းပြည်ရဲ့ဘန်နာကိုစစ်အသုံးစရိတ်မှာအကန့်အသတ်မရှိလိုအပ်ရင်လိုအပ်သလိုနောက်ဆက်တွဲတိုးမြင့်သုံးဆွဲခွင့်ပြုလိုက်ပြီးစစ်အသုံးစရိတ်ဟာတိုင်းပြည်သုံးွေရဲ့30ရာခိုင်နှုန်းနီးပါးအထိရှိလာတဲ့အတွက်တနိုင်ငံလုံးအခွန်အခတွေကိုမဖြစ်မနေတိုးမြင့်ကောက်ခံဖို့ကိုပါအကြံဖက်ဒုတိယစစ်ကောင်စီဆိုဝင်းကညွန်ကြလိုက်ပြန်လေဆိုပါတယ် မြန်မာနိုင်ငံမှာတရားစီရင်ရေးချိုးရေးမှုတွေအာဏာကိုင်ထားတဲ့စစ်ကောင်စီကစီးပွားရေးနဲ့ပိုင်ဆိုင်မှုကဏ္ဍတွေမှာဝင်ရောက်စွပ်ပတ်နေတာတွေကြောင့်မြန်မာချောင်းသားချောင်းသူတွေအတွက်အမေရိကန်အစိုးရကနေပညာတော်တင်စုအမေရိကန်ဒေါ်လာ45သန်းပေးထားမှုကိုထရန့်အစိုးရအသစ်လက်ထက်မှာဦးစားပေးပြန်ရုပ်သိမ်းဖို့အီရိုမက်ဦးဆောင်တဲ့အစိုးရလုပ်ငန်းစဉ်စီစီရေးဌာနကထုတ်ပြန်တင်ပြထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ အချက်ဖတ်စစ်ကောင်စီကလက်ရှိတမ်းပြည်ရဲ့ဘန်နာကိုစစ်အုံစိတ်မှာအကန့်အသတ်မရှိလိုအပ်ရင်လိုအပ်သလိုနောက်ဆက်တွဲတိုးမြင့်သုံးစွဲခွင့်ပြုလိုက်ပြီးစစ်အုံစိတ်ဟာတိုင်းပြည်တုံးငွေရဲ့30ရာခိုင်နှုန်းနီးပါးအထိရှိလာတဲ့အတွက်တနိုင်ငံလုံးခွန်ခတ်တွေကိုမဖြစ်မနေတိုးမြင့်ကောက်ခံဖို့ကိုပါအချက်ဖတ်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်ပြန်တယ်လို့သိရပါတယ်ဒါကူတော့နိုဝင်ဘာလ27ရက်နေ့ကပဲနေပြည်တော်မှာလှုပ်သွားတဲ့စစ်ကောင်စီရဲ့ဘန်နာရေးကော်မရှင်အစည်းအဝေးမှာအချက်ဖတ်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကညွှန်ကြားလိုက်တာဖြစ်တယ်လို့သိရပါတယ် လက်ရှိမြန်မာနိုင်ငံမှာအချက်ဖတ်စကောင်းစီကဒွင်းကုံတွေကိုရှော့ချဓာတ်တွေပညာရေးနဲ့ကျန်းမာရေးအပါဝင်နိုင်ငံသားငွေသုံးဆွဲရတဲ့ကဏ္ဍတွေအလုံးမှာအသုံးစိတ်တွေကိုရှော့ချလိုက်ပြီးတစ်ဖက်ကစစ်အသုံးစိတ်ကိုတော့တိုင်းပြည်ရဲ့ဘန်နာဒက်ကနေအကန့်အသတ်မရှိလိုအပ်ရင်လိုအပ်သလိုနောက်ဆက်တွဲတုံးမြင့်သုံးဆွဲခွင့်ပြုလိုက်တယ်လို့သိရပါတယ်လက်ရှိမှာတော့အချက်ဖတ်စကောင်းစီကသုံးဆွဲနေတဲ့ပမာဏတွေအရစစ်သုံးစိတ်ဟာတိုင်းပြည်ဘန်နာတစ်ခုလုံးရ30ရာခိုင်နှုန်းနီးပါးတိရှိလာနေတဲ့အတွက် စစ်ကောင်စီကတနိုင်ငံလုံးခွန်ခတွေကိုမဖြစ်မနေတိုးမြင့်ကောက်ခံဖို့ကိုပါအကြံဖတ်ဒုတိယစစ်ကောင်ဆောင်စုံဝင်းကိုတိုင်နေပြည်တော်မှာလှုပ်သွားတဲ့အစည်းအဝေးတွင်ညွန်ကြလိုက်ပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ကနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့မဖြေရှင်းမဲလက်နက်ကင်ဖြေရှင်းရင်လွတ်လပ်ပြီမဲမငြိမ်းချမ်းနိုင်ဘူးဆိုပြီးပြောသွားပြန်ပါတယ်ဒါကတော့ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မှာကြာရောက်တဲ့အမျိုးသားနေ့အထိမ်းအမှတ်တဝင်းလွှာမှာ အကျံဖတ်မင်းအွန်လိုင်းကထဲ့သွင်းရေးသားပြောဆိုသွားတာပါဒါပြင်နိုင်ငံရဲ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွေလူမှုဘဝမြန်မာရေးတွေနဲ့အေဂျင့်တာယာပြီးတရားဥပဒေစိုးမိုးရေးတွေရဲ့အခြေခံအုတ်မြစ်ဟာငြိမ်းချမ်းရေးတာဖြစ်တယ်ဆိုပြီးအကြံဖတ်မင်းအွန်လိုင်းကအဲ့ဒီတဝင်းလွားမှာပြောထားသလိုတစ်ဖက်မှာတော့အကြံဖတ်မင်းအွန်လိုင်းခေါင်းဆောင်နဲ့စစ်ကောင်စီဟာသူတို့လက်လွတ်လိုက်ရတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုးနောင်ချိုးအပါအဝင်နိုင်ငံတော်ဝန်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့မြို့ရွာတွေကို ခလေးသူငယ်တွေပါမချမ်းလေချောင်းကနေဘုံကျဲတိုက်ခိုက်တက်ဖြတ်တာတွေကိုနေ့စဉ်အဆက်မပြတ်လှုပ်ဆောင်နေတာကိုလည်းတွေ့ရပါတယ်။လက်ရှိမှာမြန်မာနိုင်ငံတော်ကမြို့ပေါင်း88မြို့ကိုလက်လွတ်ထားရတဲ့အကြမ်းဖက်စစ်ကောင်စီဟာမကြသေးခင်ကလည်းတိုင်းသားလက်နက်ကင်တွေနဲ့ PDF တွေကိုပါနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်တာတွေလည်းလုပ်ခဲ့ပြီးအခုတစ်ခါမှလည်းနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ထပ်မံပြောလာပြန်တယ်လို့တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီဟာ တော်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့မြို့တွေကိုပြန်သိမ်းမယ်ဆိုပြီးစစ်ကြောင်းထိုးတိုက်ခိုက်တာတွေစစ်အင်အားတိုးချဲ့တာတွေစစ်သားတစ်စုဆောင်တာတွေကိုအကြီးအကျယ်လုပ်နေုံနဲ့မကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တပ်ဖြတ်တာတွေကိုပါနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေသလိုအဲ့လိုစစ်ကောင်စီကပြည်သူတွေကိုရက်ရက်ဆက်ဆက်တပ်ဖြတ်နေတဲ့အကြောင်းကိုလည်းမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tom Andrew ကနိုဝင်ဘာလ22ရက်နေ့မှာပဲထုတ်ဖော်ပြောဆိုထားပါသေးတယ်ခင်ဗျတပ်ဖက်မှာလေစကိုင်းတိုင်းကမုံရွာနဲ့ချောင်းဦးမြို့နယ်တွေမှာ အကြံဖတ်စကောင်စီတက်က PDF တွေကိုအလင်းဝင်ကြပါဆိုပြီးစိုင်းဘုတ်တွေလိုက်ထောင်နေတဲ့အပြင်စာတွေပါလိုက်ကန်းနေပြန်တယ်လို့ချောင်းမြို့နယ်နေဆရာတော်ကရန်ကုန်ခေတ်ကိုမိန်ကြားထားပါတယ်။နိုဝင်ဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးစကိုင်းတိုင်းချောင်းဦးမြို့နယ်ကခင်မွန်ကျေးရွာနဲ့မုံရွာမြို့နယ်မုံရွေးကျေးရွာဘက်တွေမှာအကြံဖတ်စကောင်စီတက်က PDF တွေကိုအလင်းဝင်ကြပါဆိုပြီးစိုင်းဘုတ်တွေလိုက်ထောင်နေတဲ့အပြင်စာတွေပါလိုက်ကန်းနေတယ်ဆိုပါတယ်။အဲ့ဒီစိုင်းဘုတ်တွေနဲ့စာတွေမှာ အလင်းဝင်ခြင်းရင်သူတို့စစ်ကောင်စီတပ်စခန်းတွေကိုဆက်သွယ်ပါဆိုပြီးတော့ရေးထားသလိုသူတို့ကလိုက်လိုက်လဲလဲကြိုးစုံမယ်ဆိုပြီးတော့ပါရေးထားပြန်သေးတယ်လို့ချောင်းမြို့နယ်နေဆရာတော်ကမိန်ကြားထားပါတယ်ဒါပေမဲ့အဲ့ဒီလိုစစ်ကောင်စီတပ်က PDF တွေကိုအလင်းဝင်ကြပါဆိုပြီးစိုင်းပုတ်ထောင်တန်တွေနဲ့စာတွေလိုက်ကမ်းတာမျိုးကိုအဲ့ဒီခင်မွန်ကျေးရွာနဲ့မုံရွေးကျေးရွာအနီးကသူတို့စစ်တပ်စခန်းပတ်ပတ်လင်မာပဲလှုပ်ရဲကြပြီးလက်ရှိစကိုင်းတိုင်းမှာကဒေါ်လာရင်းတပ်တွေကသာနေရာအများစုကိုထိန်းချုပ်ထားတာဖြစ်တယ်လို့ စစ်ကောင်စီတပ်ဖွဲ့တွေကတော့မြို့ပေါ်နေရာကွက်ကွက်လေးတွေမှသာရှိတော့ပြီးကျန်တဲ့နေရာတွေကိုစစ်အုပ်စုကဘလို့မှမထိန်ချုပ်နိုင်တော့ဘူးလို့လေချောင်းမြို့နယ်နေဆရာတော်ကမိန်ကြားထားပါသေးတယ်ခင်ဗျတပ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီတပ်ကရမင်းတင်းနဲ့တောင်ကြီးမြို့နယ်တွေမှာလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြီလက်ရှိမှာလည်းလူငယ်အယောက်900ကျော်ဖမ်းဆီးခံလိုက်ရပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်အခုနိုဝင်ဘာလတတိယပတ်အတွင်းမှာပဲ မန္တလေးတိုင်းရမဲသိမြို့နယ်တစ်ခုလုံးမှာရှိတဲ့ကျေးရွာတွေမှာအကြံဖက်စကောင်စီတက်တဲ့အုတ်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေကိုစစ်မှုထမ်းတပ်သားတွေအဖြစ်မဲနိုင်ခိုင်းတာတွေလမ်းပေါ်တွေမှာပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့အိမ်တွေတိလာခေါ်တာတွေလုပ်နေရမှာလူငယ်ရေအတွက်အယောက်100နီးပါးလောက်ကဖမ်းဆီးခံလိုက်ရပြီလို့ရမဲသိမြို့နယ်မှာရှိတဲ့ပရဟိတကုညီအဖွဲ့ဝင်တဦးကပြောထားပါတယ်အလားတူတစ်ဖက်ကရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်မှာလည်းအကြံဖက်စကောင်စီတက်ကနေစဉ်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေရမှာ တောင်ကြီးမြို့ကဆက်ဆန်ထွန်းညောင်ဖြူစကန့်ရဲနာတီရိချမ်းမြရွှေတောင်စိန်ပန်းကန်သာចောင်းကြီးစု မင်္ဂလာဥဖျားဖြူစတဲ့ရက်ွက်တွေကလူငယ်အယောက်150ကျော်ဟာလေစစ်သားတိအဖြစ်ဖမ်းဆီးခံလိုက်ရပြီလို့ဒေသခံသတင်းရှိမိကပြောထားပါတယ်ခင်ဗျဒီတခါဆက်ချင်တာကတော့မြန်မာနိုင်ငံမှာတရားစီရင်ရေးချိုးယွင်းမှုတွေအာဏာကိုင်ထားတဲ့စစ်ကောင်စီကစီးပွားရေးနဲ့ပိုင်ဆိုင်မှုကဏ္ဍတွေမှာဝင်ရောက်ဆွတ်ဖက်နေတာတွေကြောင့်မြန်မာចောင်းသားចောင်းသူတွေအတွက်အမေရိကန်အစိုးရကနေပညာတော်တင်စု အမေရိကန်ဒေါ်လာ55သန်းပေးထားမှုကိုထရန်ဆိုရတဲ့လက်ထက်မှာဦးစားပေးပြန်ရုပ်သိမ်းဖို့အီလိုမက်ဦးဆောင်တဲ့အစိုးရလုပ်ငန်းရှင်များပြန်လဲစီစီရေးဌာနကထုတ်ပြန်တင်ပြထားပါတယ်။အဲ့လိုမြန်မာနိုင်ငံကចောင်းသားចောင်းသူတွေအတွက်အမေရိကန်ဆိုရကနေပညာတော်တင်စုအမေရိကန်ဒေါ်လာ55သန်း3ဆွဲခွင့်ကိုအမေရိကန်သမ္မတဂျိုးဘိုင်တန်ဦးဆောင်တဲ့အစိုးရက2022ခုနှစ်ဒီဇင်ဘာလမှာအတည်ပြုထားတာပါ။ဒါပေမဲ့ အခုခါမှာတော့မြန်မာနိုင်ငံမှာတရားစီရင်ရေးမန်တိုင်းဆိုးဆိုးရွားရွားချိုယွင့်နေတဲ့အပြင်အချင်းပြတ်ခြားဆမှုတွေများပြားနေုံနဲ့မက အာဏာကိုင်ထားတဲ့စစ်ကောင်စီကစီးပွားရေးနဲ့ပိုင်ဆိုင်မှုကဏ္ဍတွေမှာပါဝင်ရောက်စွပ်ဖက်နေတာတွေကြောင့်စင်ရဲမွဲတေမှုပြဿနာတွေဟာကြီးကြီးမားမားကြုံတွေ့နေရသလိုအမေရိကန်အစိုးရကနေပေးအပ်တဲ့ပညာသင်ဆုအတွက်ဒေါ်လာ55သန်းဆိုတာဟာလေအဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့တုံ့သက်ထုတ်ပြန်ထားပါတယ်လက်ရှိမှာတော့ ်အမေရိကန်နိုင်ငံရဲ့ရွေးကောက်ပွဲမှာသမ္မတဟောင်းဒေါ်နယ်ထရန့်ကအပြတ်အသတ်ပြန်လဲအနိုင်ရရှိပြီးတဲ့နောက်အီလွန်မတ်စ်ကိုအမေရိကန်အစိုးရဘတ်ဂျက်တွေရှော့ချရေးနဲ့အစိုးရလုပ်ငန်းစဉ်တွေထိရောက်ရေးအတွက်စီစီရေးဌာနရဲ့အကြီးအကဲဖြစ်ခန့်အပ်ထားတာလည်းဖြစ်ပါလိမ့်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံကကြားဖြတ်အွန်လိုင်းငွေလိမ်ဂိုင်းတွေမှာကျွန်ွေလိုခိုင်းစေခံခဲ့ရတဲ့နိုင်ငံသား39ဦးဟာထွက်ပြေးလွတ်မြောက်လာပြီး ထိုင်းစစ်တပ်ကကဲတင်ထားတယ်လို့ထိုင်းနိုင်ငံခောက်ဆော့သတင်းဌာနကနေဒီကနေ့နိုဝင်ဘာလ25ရက်နေ့မှာပဲဖော်ပြထားပါတယ်။အဲဒီလိုမြန်မာနိုင်ငံကကြားဖြန့် online ငွေလိမ်ဂိုင်းတွေမှာကျွန်တွေလိုခိုင်းစစ်ခံခဲ့ရတဲ့နိုင်ငံခြားသား39ဦးဟာထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကိုဖျက်ပြီးထွက်ပြေးလွတ်မြောက်လာရကနေထိုင်းနိုင်ငံဘက်အချမ်းအယောက်မှာထိုင်းစစ်တပ်ကကဲတင်ပေးနိုင်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုထွက်ပြေးလွတ်မြောက်လာတဲ့သူတွေထဲမှာတိရီလင်္ကာနိုင်ငံသား32ဦး၊နီပေါ5ဦး၊မလေးရှား2ဦး၊ရုရှား2ဦးစုစုပေါင်းနိုင်ငံသား39ဦးဖြစ်ပြီး လက်ရှိမှာတော့ထိုင်းအာဏာပိုင်တွေကထွက်ပြေးလွတ်မြောက်လာတဲ့သူတွေနဲ့သက်ဆိုင်ရာတန်ရုံတွေကိုချိတ်ဆက်ပေးပြီးတော့ကယ်ဆယ်ရေးနဲ့တည်ယူပို့ဆောင်ရေးတွေလှုပ်ဆောင်ပေးနေတယ်လို့ထိုင်းနိုင်ငံခောက်ဆော့သတင်းဌာနကနေဖော်ပြထားပါတယ်။လက်ရှိမြန်မာနိုင်ငံကကြားဖြတ် online ငွေလိမ်ကိန်းတွေဟာရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာအဓိကအခြေစိုက်ထားပြီးအဲ့ဒီငွေလိမ်လုပ်ငန်းတွေကိုတရုတ်နိုင်ငံသားတွေဥဆောင်ပြီးတော့အကြံဖက်စကောက်စီတက်နဲ့စစ်တပ်လက်အောက်ခံလက်နက်ကင်တပ်ဖွဲ့တွေကအတူတကွပူးပေါင်းလုတ်ကင်နေကြတာဖြစ်တယ်လို့လည်း နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကထောက်ပြပြောဆိုထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ